ကမှာဖြစ်ပေါ်ကြောကြပြီးတုတ်တက်ကြီးပွားခြင်းနဲ့ဆိုလို့ရှိရင်တဲ့ရှိတဲ့ရှိလိုက်တဲ့အရေးချင်းတွေကိုမြတ်စွာဘုရားဒီဓမ္မတပ္ပရဒေသနာတော်မှာထုတ်ဖော်ကြခဲ့တာဖြစ်ပါလေ။နံပါတ်၄ကပါတော့ဆိုရင်ဥဋ္ဌာဏအေးရှိကောဥစ္စာတုတ်တက်ခြင်းနဲ့ဆိုရင်သူများတဲ့ပို့ပြီးတော့ကြိုးစားအထောက်အပံ့ရှိရမယ်။ ဥဋ္ဌာဏဆိုတာအမြဲတမ်းတက်တက်ကြွကြွရှိနေတယ်။လုံလဝီရိယကိုခေါ်တာဥဋ္ဌာဏဆိုတာနော်။အမြဲတမ်းတက်ကြွနေရမယ်။အမြဲတမ်းကြိုးစားရမယ်လို့ဆိုလိုတယ်။စတ္တဖို့ဆိုလည်းကြိုးစားရမယ်။စိဘောဆိုရှာဖို့ဆိုလည်းကြိုးစားရမယ်။ထက်တန်ရဖို့ဆိုလည်းကြိုးစားရမယ်။ကြိုးစားရမယ်။နံပါတ်1အဲ့ဒီကြိုးစားဆိုတဲ့အခါမှာ ာလေးလိုအပ်တော့ဆိုတတိမတော်ကိုလုတ်ပြီဆိုရင်တတိရှိဖို့တော့လိုအပ်တယ်အနုဘောဆိုလို့ရှိရင်ကိုကြိုးစားထုတ်မှုရတလွဲဖြစ်သွားနိုင်တယ်ပေါ့ဒါရန်တတိရှိနေဖို့လိုအပ်တယ်တတိနဲ့ကြိုးစားရမယ်အဲ့တော့ဝိရိယဆိုတဲ့အတိုင်းပဲဝိရိယတစ်ခုတည်းနဲ့ကောင်းကျိုးချမ်းသာခံစားနိုင်တာမဟုတ်ဘူး တတိရှိရမယ်ပညာရှိရမယ်ကြိုးစားအထုံးရှိရမယ်တန်းဆုံးရမယ်သူကနော်တခုတည်းနဲ့ဘယ်ဟာမှလုပ်လို့မရဘူးသို့တော့ဥတိချက်နဲ့ပြောတဲ့အခါကြိုးစားလို့ပြောလိုက်တာဝီရိယကိုရှေ့တန်းတက်ပြီးတော့ပြောတယ်ကြည့်လေလူရဲ့စွမ်းအားငါမျိုးဆိုတဲ့မှာတတ္တဝီရိယတတိသမာဓိပညာပလကားတာက တဏဝိရိယတတိသမารိပညာဓာရီအကုန်လုံးထိညိပြီးတော့ပေါင်းစည်းပြီးလောလောအမယ်လို့ဆိုတယ်ဒီချက်เนี่ยအလုံးလိုအပ်တဲ့ဤချက်နေကြီးပဲတခါတည်းရန်ဝိရိယကိုရှေ့တန်းတင်ပြောမယ်တခါတည်းရန်ပညာကိုရှေ့တန်းတင်ပြောတခါတည်းရန်တရားကိုရှေ့တန်းတင်ပြောမယ်တခါတည်းရန်သမာဓိကိုရှေ့တန်းတင်သို့သောဒီ၅ခုစလုံးကပေါင်းစပ်ပြီးစူးစမ်းမှာဖြစ်ဖြစ်လိုအပ်တဲ့ဤချက်တွေကိုထုတ်ပြတာဒါကို မင်းတို့ပါဝါလို့ခေါ်တယ်စိစာအရိဝေဒာနေရတော့တတဘာဖြစ်ဖို့ရောက်အောင်လေဒီပါဝါကိုတုံးချတရားတို့တရားပြရခြင်းနဲ့ဒီပါဝါကိုပဲတုံးချအဲ့ဒီပါဝါတွေကိုအသုံးမချနိုင်လို့ရှိရင်ဘယ်မှမရောက်နိုင်ဘူးလိမ်မြန်ကြီးကကောင်းကင်ပြတ်တက်တယ်ဆိုတာသူ့ရဲ့ပါဝါကိုတုံးချတာနော်ပါဝါကိုတုံးချတဲ့အခါမှာအင်းကြီးအင်းကြီးနဲ့ ်အင်းကြီးကိုလဲတဲ့လေးရစီတော့မောင်းတဲ့လူချက်ဆိုရင်ချက်ရဲ့ဒီလေးလေးအားအလုံးကောင်းခင်ပြန်ကိုကောင်းခင်ပေါ်မှာဒီလေးပင်နဲ့အရာကြီးတစ်ခုပြတ်တက်သွားဖို့ဆိုတာပထမနဲ့အဘောကိုရှော့ချပြီးတော့တေဇောနဲ့ဝါရောကိုတိုးတက်အောင်လုပ်လိုက်ပြတ်တက်သွားတာပဲဒါ ော်ဓာတ်ကြီးလေးပါနဲ့သွားတာပဲဖြတ်တက်သွားအဲဒါအလုပ်ပဲလူတွေကြီးပွားတိုတက်ချင်လို့ရှိရင်တဏှာရှိရမယ်ဝိရိယရှိရမယ်တတိရှိရမယ်တမာရရှိရမယ်ပညာရှိရမယ်အဲ့ဒါတွေပေါင်းစပ်ပြီးလုံလုံသွားရင်လူတွေစွိုင်းတတိအပြင်းမာလာတယ်လို့ထင်တယ်ဒါကြောင့်ဟိုစီးပွားဥစ္စာရှာပြီးတိုတက်ချင်လို့ရှိရင်နံပါတ်1ဥထာဏကြည့်ကြိုးစားမယ်ကြိုးစားတဲ့အခါမှာတတိမတော်တတိ mindfulness လို့ခေါ်တယ်သတိရှိရမယ်သတိနဲ့ကြိုးစားရမယ်လို့ဆိုတယ်ဓမ္မလမ်းကြောင်းမလွဲမှာဖြစ်တယ်နံပါတ်3ကျတော့အဲ့လိုကြိုးစားပြီးတော့ဘဝမှာကလုတ်တဲ့အလုပ်တစ်ခုသူစိတ်ကမှာမစင်ကြယ်မတန်ရှင်းတဲ့အလုပ်တွေမပါစေရဘူးစင်ကြယ်တန်ရှင်းတဲ့အလုပ်ရှိရအောင် ဘာဖြစ်လို့လို့ဆိုလို့ရှိရင်ကိုလို့တဲ့အလုံးဟာအဘုဒ္ဓဒုစရိုက်တွေနဲ့ရောထွေးနေအဘုဒ္ဓဒုစရိုက်တွေရဲ့အကျိုးအဆိုးချိုးပဲဖြစ်တော့ဒါကြောင့်မို့သူစီကမ္မအပြစ်ကင်းရတန်ရှင်းရမယ်စင်ကြရတဲ့အလုပ်မျိုးလုပ်ရမယ်သူဆိုတယ်အဲ့တော့ကျိုးစားဆိုတဲ့ကတတိလဲထားရမယ်ကိုလို့တဲ့အလုပ်ဒီတန်ရှင်းဖြူစင်အပြစ်ကင်းစင်တဲ့အလုပ်နဲ့ဖြစ်ရမယ်ဒိတ္တမကာရီတော့လုတ်ပြီဆိုတဲ့က စဉ်းရင်စဉ်းစားစဉ်းရင်ပြီးမှလုပ်ပါအရင်မလုပ်ရဘူးလို့ဆိုလို့ဒီတမဆိုတာဒါလို့ရင်မမေရောင်းဝယ်လို့တာတော့မှာပဲဒီပစ္စည်းကအရင်တလောက်ကြတယ်တော့ဘလောက်ရောင်းရင်ဘလောက်မြတ်မယ်ဘလောက်ကဘလောက်အဲ့ဒီကျမ်းမယ်အရင်ကဘလောက်ကုန်တယ်ဓာရီကိုတွေ့ချင်နိုင်ရမယ်ကုန်ဆိုလို့လားတော့အဲ့ဒီလိုစီးပွားလုပ်လို့ပါလုပ်လို့ဒီတမကရီ ဒီလောကအကျိုးဖြစ်တဲ့အလုပ်ဒီလောကအကျိုးမဖြစ်တဲ့အလုပ်ဆိုတာဆင်ញံတုံးသက်ပြီးတော့မှလုံးလောက်ပါမယ်လို့သူဆိုလို့ဒါကမြတ်စွာဘုရားကရှိတဲ့ရှိလိုက်တဲ့အရေးချင်းလေးတွေကိုခေါင်းစဉ်တက်ပြီးတော့ပြောလိုက်တာနားလည်ရမှအများကြီးပဲတော့ကတော့ဣဒ္ဓမဂါရီဘုရားကိုဆင်ញံစဉ်းစားပြီးတော့မှလောက်ပါမယ်လို့ဆိုမစဉ်းစားပဲလို့ရင်တစ်ခါရောက်တာလည်းအများကြီးပဲလေ ဘနဲ့ကတော့တက္ကသိုလ်ထဲမှာသစ်ပင်ခုတ်တယ်လေ။ဒါကြောင့်ဝပြတ်ချသစ်ပင်ခုတ်တာအဲ့ဒါသစ်ပင်ခုတ်တာဒီကိုင်းကဒါကြောင့်ဝကြာမယ်ဆိုတာမစင်းစားပဲနဲ့လုံလို့ဒီလိုဖြစ်တာလေ။ဟောက်မှာဒါကြောင့်ကြီးရှိနေတာကတ်တိုင်လေးရှိနေတာအစရတဲ့ကဒီစင်ញင်စင်းစားလုံမဲ့ဆိုရင်ဒီလိုအမာရဲမျိုးကဖြစ်နိုင်ဘူးလေ။ဘယ်ကိစ္စပဲဖြစ်ဖြစ်စင်ញင်စင်းစားရမယ်လို့သူဆိုလို့လေ။ နိတ္တမကာလေအဲ့ဒါမှအရေးကြီးဒါတုံးနဲ့တူမတူနိုင်ဘူးပေါ့အရေးချက်